အားလုံးပဲမြင်လာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီပရမမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ Facebook အသုံးပြုသူတိုင်းတွေကိုယ့်ရဲ့ Facebook account ကိုရေးရှည်အသုံးပြုခြင်းနဲ့လုံလုံခြုံခြုံနဲ့အသုံးပြုခြင်းနဲ့ဆိုရင်တော့ကျွန်တော်အခုပြောပြပေးသွားမယ့်နီလန်လေးကိုမိတ်ဆွေတို့အနေနဲ့ like လုပ်ထားကြဖို့လဲကြော်နေနဲ့အကြံပြုခြင်းပါတယ်ခင်ဗျာ Okay ပါဘယ်နီလန်လေးဖြစ်မလဲဆိုတာသိခြင်းနဲ့ဆိုရင်တော့ဒီလိုလေးကိုအဆုံးထိ like ပါကြည့်ရှုပေးဖို့လဲကြော်နေနဲ့အကြံပြုခြင်းပါတယ်ခင်ဗျာ Okay ပါပထမဆုံးအနေနဲ့ Facebook software လေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာ software တွေကိုရောက်ပြီဆိုရင်တော့ကိုယ့်ရဲ့ profile လေးတွေကိုထပ်ဝင်ပေးလိုက်ပါ profile ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ setting and privacy လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ okay ပါ setting and privacy တွေကိုရောက်ပြီဆိုရင်တော့အပေါ်ဆုံးမှာရှိတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ setting ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ UI activity ရဲ့အောက်မှာရှိတဲ့ အလဲလောင်းမှာရှိတဲ့ FN website ဆိုတဲ့ကျော် setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဆိုတော့ဒီ FN website ဆိုတဲ့ setting လေးတွေကိုဝင်ပေးလိုက်ပါ။ okay ပါဒါဆိုရင်တော့ဒီနေရာမှာကျွန်တော်ရဲ့ Facebook account နဲ့ကျွန်တော်ရှိခဲ့တဲ့ပေါ့နော်အဲ software တွေ တော့ website တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီနေရာမှာတွေ့ရတဲ့ software တွေအဲကျွန်တော် website တွေထဲမှာကိုယ်အနေနဲ့အသုံးမပြုတော့တဲ့ website တွေရှိမယ်အသုံးမပြုတော့တဲ့ software တွေရှိမယ်ဆိုရင်တော့ဒီနေရာကနေဖြုတ်ပြလိုက်တာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ Facebook account နဲ့ရှိထားခဲ့တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ Facebook account ကိုရေရှည်မှာအသုံးပြုခြင်းနဲ့ဆိုရင်တော့လုံးလုံးကျုံကျုံအသုံးပြုခြင်းနဲ့ဆိုရင်တော့ဒီ software တွေကိုကျွန်တော်ကကိုယ်ကအသုံးမပြုတော့ဘူးဆိုရင်တော့ကိုယ့်အနေနဲ့ဖြုတ်ပြလိုက်တာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒီ software တွေကနေပြီးတော့ကျွန်တော်ရဲ့ Facebook account ကိုကျွန်တော်အဲအကိုရဲ့ Facebook account ရဲ့အချက်လက်တွေကိုလည်းသူတို့အနေနဲ့ရယူသွားနိုင်တယ်ပေါ့နော်ဆိုတော့ကိုအနေနဲ့ဒီ app and website တွေကကိုအသုံးမပြုရတဲ့ website တွေ software တွေရှိတယ်ဆိုရင်တော့တခါတည်းဖြုတ်ပစ်လိုက်တာကောင်းပါတယ်ဆိုတော့ဖြုတ်ပစ်ခြင်းလဲဆိုရင်တော့ကိုဖြုတ်ပစ်ခြင်းနဲ့ကျွန်တော်တို့ software ဒါမှမဟုတ် website လေးကိုနှိပ်လိုက်ပါဒီဆိုရင်တော့ဒီမှာရှိတဲ့အမိုက်ပုံးပုံစံလေးနဲ့ remove ဆိုတာလေးကိုနှိပ်ပေးလိုက်ပါခင်ဗျာ။ဒီဆိုရင်တော့ဒီမှာရှိတဲ့အပြာရောင်စာတန်း remove ဆိုတာကိုနှိပ်ပေးလိုက်ရင်တော့ကျတို့ဒီ အဲကိုရှိခဲ့တဲ့ software လေးဒါမှမဟုတ် website တွေကနေပြီးတော့ကိုရဲ့ Facebook account ကနေ log out ထွက်ပေါင်းမှာပဲဖြစ်ပါတယ်။နောက်ထပ်အနေနဲ့လည်းကိုအနေနဲ့ရှိနောက်ထပ်အနေနဲ့လည်းကိုအနေနဲ့ဖြုတ်ကျင်တဲ့ကျော်တို့ website တွေ app တွေရှိရင်လည်းဖြုတ်ကျင်တဲ့ကျော်တို့ website ဒါမှမဟုတ် application တွေကိုနှိပ်လိုက်ပါ။ ပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့အမိုက်ပုံပုံ remote ကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့အပြာရောင်စာတမ်း remote ကိုဆက်နှိပ်ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရှိခဲ့တဲ့ software တွေ website တွေကနေ Facebook account ကနေပြီးတော့ထွက်သွားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ okay ပါအကယ်၍မိတ်ဆွေတို့နေဒီအောက်မှာရှိတဲ့ကျွန်တော်တို့ software တွေ website တွေကအသုံးပြုသေးတယ်ဆိုရင်တော့ကိုယ်အနေနဲ့ထွက်စရာမလိုဘူးပေါ့နော်ကိုယ်အနေနဲ့ဒီ software လေးတွေကိုလည်းမသုံးတော့ဘူးကိုယ်အနေနဲ့လည်းအဲ တော့မပြုတ်ကျင်တော့ဘူးဆိုရင်တော့ဒီဖြော်ဝဲလေးတွေကနေပြီးတော့ကိုယ်အနေနဲ့ထွက်လိုက်တာကောင်းပါတယ်ထွက်ချင်တယ်ဆိုရင်ဒီမှာရှိတဲ့ remove ကိုနှိပ်မယ် remove ကိုပဲဆက်နှိပ်ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ Facebook account နဲ့ကျွန်တော်တို့ save ခဲ့တဲ့ software ဒီ website တွေကိုဒီနေရာမှာတွေ့ရမှာမဟုတ်တော့ပါဘူးဒါဆိုရင်တော့ကိုယ်ရဲ့ Facebook account လေးကိုလည်းကိုယ်အနေနဲ့ရေရှည်မှာလုံလုံခြုံခြုံနဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီ video လေးမှာမျှဝေပေးခဲ့တာကတော့ကိုယ်ရဲ့ Facebook account ကိုရေရှည်မှာလုံလုံခြုံခြုံနဲ့အသုံးပြုခြင်းနဲ့ဆိုရင်တော့ကိုယ်ရဲ့ Facebook account နဲ့ save ခဲ့တဲ့ကျွန်တော်တို့ website တွေ application တွေကို ဘယ်လိုမျိုးစစ်ဆေးကြည့်လို့ရမယ်ဆိုတဲ့နီလန်းလေးနဲ့ဖြုတ်ပြရှင်တဲ့ software တွေ website တွေရှိရင်လည်းဖြုတ်ပြလို့ရမယ်နီလန်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ okay ပါဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်တာမချင်းနှင်းတာတို့တွေရှိရင်လည်းဒီဗီဒီယိုရဲ့ comment box မှာဝင်ရောက်မြင်မြအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ